ကျမ်းမာကြံ့ခိုင်တဲ့ဘဝကိုရဖို့ motivation ကအရေးကြီးသလား discipline ကအရေးကြီးသလားဒီနေရာမှာဒီခုကိုကျွန်တော်ရှင်းပြပေးချင်ပါတယ် motivation ဆိုတာကတော့စိတ်ခံစားမှုစိတ်အားထက်သန်မှုပေါ်မှာမူတည်ပါတယ် discipline ကတော့မိမိကိုယ်မိချမှတ်ထားတဲ့စီကံပေါ်မှာပဲမူတည်ပါတယ်ကဲဒီနှစ်ခုကိုကျွန်တော်တို့ဖြစ်နိုင်ရရှိတဲ့ရလဒ်လေးကိုရှင်းကြည့်အောင် ဥပမာနဲ့လူနှစ်ယောက်ရှိတယ်တယောက်က motivation ရကျမ်းမာကျန်းခိုင်မှု motivation နဲ့စိတ်အားထက်သန်ပြီးတော့လေ့ကျင့်ခန်းလုပ်မယ်နောက်တစ်ယောက်ကတော့ကျမ်းမာကျန်းခိုင်မှုစီကံချပြီးတော့လေ့ကျင့်ခန်းလုပ်မယ်ဆိုကြပါစို့ဒီနေရာမှာ motivation ပြည့်နေတဲ့လူကစစတယ်မှာစိတ်အားထက်သန်တဲ့အတွက်ပထမဆုံး day 1မှာလေ့ကျင့်ခန်းကိုတနာရီလောက်ပြင်းပြင်းထန်ထန်လေ့ကျင့်လိုက်မယ်စိတ်အားထက်သန်နေတဲ့အတွက်ဖြစ်ချင်စောတွေညားနေတဲ့အတွက်ပြင်းပြင်းထန်ထန်လေ့ကျင့်မယ်ဒီဘက်ကမိမိကိုမိမိစီကံချမှတ်ထားတဲ့လူကတော့ စိတ်ပါသည်ဖြစ်စေမပါသည်ဖြစ်စေအလုံးအားသည်ဖြစ်စေမအားသည်ဖြစ်စေတရက်မှာမိနစ်20ခန့်တော့လေ့ကျင့်ခန်းတွေအချိန်ပေးမယ်ဒီဝမ်းမှာစိတ်အားထက်တဲ့လူကတနာရီလေ့ကျင့်ခန်းလုပ်ဖြစ်သွားတယ်စီကံချမှတ်ထားတဲ့လူကတော့မိနစ်20ပဲလေ့ကျင့်ခန်းလုပ်ဖြစ်တယ် motivation အခြေခံထားတဲ့လူကဒီဝမ်းမှာစိတ်အားထက်သန်ပြီးတော့တနာရီလုံးလုံးပြင်းပြင်းထန်ထန်လေ့ကျင့်ထားခဲ့တဲ့အတွက် day 2မှာခန္ဓာကိုယ်ရဲ့ နာကျင်ကောင်းနာကျင်နိုင်လိမ့်မယ်ခန္ဓာကိုယ်နာကျင်တဲ့အတွက်လက်ကျင်ကလို့ပို့ motivation ကအနည်းငယ်လေးကြားရပါတယ်ဒါဘယ်သူမှပြောတာမဟုတ်ကျွန်တော်ကိုယ်တိုင်ကျွန်တော်ရဲ့အရင်ကစိတ်ခံစားချက်ကိုမူတည်ပြီးတော့ကျွန်တော်ဥပမာလေးပြောပြနေတာဖြစ်ပါတယ်ဒါကြောင့် day 2မှာတော့တနာရီလောက်လက်ကျင်ကမလုပ်နိုင်တော့ဘူးဒါပေမဲ့ motivation လေးကအနည်းငယ်လေးကျန်းနေသေးတဲ့အတွက်မိနစ်30နိုင်ဝလောက်တော့လုပ်ကြည့်လိုက်အောင်ပဲလက်ကျင်ကလေးရသလောက်ပြီပေါ့ပြင်းပြထန်ထန်ပို့တော့ဘူးပေါ့ပေါ့ပါပါလေးလုပ်ကြည့်တယ်ပေါ့ day 2မှာအချိန်ချမှတ်ထားလို့တော့ day 1အတိုင်းပဲစိတ်ပါသည်ဖြစ်စေမပါသည်ဖြစ်စေအားသည်ဖြစ်စေမအားသည်ဖြစ်စေမိနစ်20လေ့ကျင့်ကလုတ်ဖြစ်အောင်လုပ်တဲ့အချိန်ပေးတယ်ပေါ့โอเค day 3ရောက်လာတဲ့အခါဒီဘက်ကလူက2ရက်ပေါင်းလေ့ကျင့်ခန်းတွေလုပ်ထားတဲ့အတွက် day 3မှာကိုယ်ရည်လက်တည်နာလာပြီဒီထက်မှမှအဆိုးမှကျွန်တော်တို့ကဆိုရင်လေ့ကျင့်ခန်းလုပ်ရမယ့်အချိန်ရောက်လာရင်စိတ်တွေညစ်လာတယ်ကိုယ့်ကိုယ်ကိုစင်ကြေပေးချင်လာတယ်ဒါကြောင့်ရှင်းနေရကဒီမြင့်ထိုင်လုပ်ထားတဲ့ဒီတစ်ရက်တော့နားလိုက်အောင်မယ် day 3မှာဒီ motivation အခြေခံလူကနားပြစ်သွားတယ်ဒီ sequence ချမှတ်ထားတဲ့လူကတော့ day 3မှာသူ့ရဲ့ထုံးစံအတိုင်း sequence ချမှတ်ထားတဲ့အတိုင်း minute 20ရေးချင်ခန်းအတွက်အခြေပေးဖြစ်တယ် day 4မှာ motivation အခြေခံထားတဲ့လူကကျွန်တော်တို့ကတရက်လောက်လေ့ကျင့်ခန်းပြက်လိုက်ပြီဆိုတော့လည်းနောက်တစ်ရက်ဆက်ပြက်ဖို့ဝင်မလို့တော့ဒီတဲ့ဆိုတာကတစ်ခါသေးမှာအပြည့်သွားတဲ့ကိစ္စရှိတာတကယ်ချင်းနေရဲ့ဗတ်ဒေးပါတီကိုပြင်သွားဖို့ event လေးတစ်ခုခုရှိရလို့ဆိုရင်ပို့ဆိုးသွားပြီဒီချိန်ကန်ကိုနောက်ရမ်းမှလုပ်မယ် easy ပဲရတယ်ဆိုပြီးတော့ကျွန်တော်တို့ကဆိုရင်အဲ့လိုမျိုးနှစ်ရက်လောက်ဖြတ်လိုက်နေတယ် recover ဖြစ်အောင်ဆိုပြီးတော့ပုံကိုလည်းဆင်ကြီးပေးတယ်ဒါပေမဲ့စီကံတကြသွားနေတဲ့လူက day 4မှာလည်း minute 20လေးချိန်ကန်အတွက်အချိန်ပေးဖြစ်တယ် day 5ရောက်လာတဲ့အခါမှာ motivation ချိန်ကန်တဲ့လူက motivate တော့မရှိတော့ပေမဲ့အာငါနှစ်ရက်လောက်နားထားတယ်လေ့ကျင့်ခန်းလေးလွတ်လပ်အောင်မှာပဲဆိုပြီးတော့15မိနစ်မိနစ်20လောက်ပဲလေ့ကျင့်ခန်းလုပ်တယ်ပြီးလို့ရှိရင်ပိုလိုလိုဒီလိုလိုနဲ့ကျွန်တော်တို့ ဒီချင်းက workout session ကိုကိုယ့်အကူတိန်လိုက်တယ်ပေါ့ဒီလိုမျိုးနေကျွန်တော်ကိုရီကျွန်တော်ကြုံမှုတယ်ဒါပေမဲ့ day 5ရောက်တော့တဲ့အချိန်မှာတော့စီကန်ချမှတ်ထားတဲ့လူကဒီချင်းကအတွက် minute 20အချိန်ပေးပြီးတော့ထိထိမြင်ပြီးလေ့ကျင့်တယ် motivation အချိန်ခံတဲ့လူက motivation တက်တဲ့အချိန်မှာအရင်တက်ပြီးတော့ကြားတဲ့အချိန်မှာလည်းလုံးဝမရှိတော့အောင်ကြားပါတယ်များသောအားဖြင့် day 6 day 7ဆိုတော့ကတော့စနေတနင်္ဂနွေဖြစ်တဲ့အတွက်အလုံးနာရဲ့အလုံးအားရဲ့ချိန်ဒေပါညာပေါ့ဒါမျိုးတွေနဲ့ကျွန်တော်တို့ လစ်ချင်ကလုံးဝမလုပ်ဖြစ်တာတွေများပါဒါပေမဲ့စီကန်ချမှတ်ထားတဲ့လူကတော့ basic လေးလေးမှလစ်ချင်ကနေမလုပ်ခဲ့ရင်တော့မိနစ်20လောက်တော့ငါလမ်းလျှောက်မယ်လှုပ်လို့ရှိရနေမယ် A7 တနင်္ဂနွေပိုင်းနဲ့သူစီကန်ချမှတ်ထားတဲ့အတိုင်းလစ်ချင်ကိုမိနစ်20လောက်တော့လှုပ်လို့ရှိရလေးလစ်ချင်ကနေလုပ်ပြအောင်လုပ်တယ်။ Okay ဒီလူနှစ်ယောက်ရဲ့တပတ်စာကိုကျွန်တော်ခြုံငုံကြည့်ရမယ်ဆိုရင် total workout လုပ်တဲ့အချိန်က100နဲ့30မိနစ်ပဲလစ်ချင်ကလုပ်တဲ့အချိန်ရှိပါတယ် ဒါပေမဲ့ဒီလိုမှာတော့တရက်ကိုမိနစ်20နဲ့9ရက်စက်တိုက်လုပ်သွားတဲ့အတွက်မိနစ်140တပတ်အတွင်းမှာလေ့ကျင့်ခန်းလုပ်ဖြစ်သွားပါတယ်တပတ်လုံးခြုံတိလိုက်မယ်ဆိုတော့လေ့ကျင့်ခန်းလုပ်တဲ့အချိန်ကမိနစ်30လောက်ပဲကြာတယ်ဆိုပေမဲ့ဒီဘက်ကလူကနောက်တစ်ပတ်စဖို့မတည်ကြတော့ပါဘူး ဒီဘက်ကပုံပေါ်တော့နောက်တစ်ဘက်လည်းသူစီကန်ချမှတ်ထားတဲ့အတိုင်းပဲပုံမှန်လေးမိနစ်20မိနစ်20နဲ့လက်ကျင်ကလုတ်သွားလို့ရှိရင်သူ့ရဲ့အလေးကနေအကျင့်ဖြစ်လာမယ်သူ့ရဲ့ lifestyle ထဲမှာကောင်းမွန်တဲ့ lifestyle တစ်ခုကိုမွေးဖွားပြီးသားဖြစ်လာမှာဖြစ်ပါတယ်ဒီဘက်က motivation အခြေခံတဲ့လူကတော့ motivation တက်နေချိန်မှာလက်ကျင်ကလည်းလုတ်မယ်ကျန်မှာကြက်ခိုင်နေတဲ့လက်ကျင်ကလည်းလုတ်မယ် motivation ကြတဲ့အချိန်မှာဘာမှမလုပ်ချင်ဘူးပုံမှန်တိုင်းပဲနေရတော့မှဖြစ်ပါတယ်ဒါကြောင့်ကျမ်းမှာစံခိုင်မှုဆိုရင် motivation တဲ့ကိုလုံးနိုင်တဲ့လေ့ကျင့်ခန်းမျိုးစားတွေကိုပေးနိုင်တဲ့အချိန်လေးနဲ့စီကံလေးချမှတ်ပြီးတော့ပုံမှန်လေးလေ့ကျင့်ခန်းလုပ်ဖို့ကျွန်တော်အားအကြံပြုချင်ပါတယ်ကိုကိုကိုစီကံလေးချမှတ်ပြီးသား45ရက်လောက်လေ့ကျင့်ခန်းလေးအချိန်ပေးပြီးတော့လုပ်ကြည့်ပါ။နောက်45ရက်ပြီလို့ရှိရင်အခုချိန်နဲ့မတူတဲ့တိသားတဲ့ရလဒ်တွေရရှိနေမှာဖြစ်ပါရဲ့။ဗီဒီယိုလေးကိုစုံလေးလေးကြည့်ပေးကြတယ်အားလုံးကိုကျေးဇူးတင်ပါတယ်။ ကျွန်တော်ကတော့ကုလူလေးဖြစ်ပါတယ်ဗျ